ကဲဒီကိုရအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook ပေါ်နေပြီးတော့ပြန်လည်ကြိုဆိုရတယ်ကျွန်တော်ဒီပြီးခဲ့တဲ့ဝမ်ဟန်နဲ့ပွဲပြီးမှဆိုရင်ရူဝင်အမော်ရင်းရဲ့လူထုပုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုတစ်ခုလုပ်ခဲ့တယ်ရူဝင်အမော်ရင်းအနေနဲ့ဒီဝမ်ဟန်နဲ့ပွဲမှာလူဆုံးထုတ်ကစားတာကသူကိုယ်တိုင်ရပဲအနိုင်ရချင်လို့လားဒါမှမဟုတ်ရင်လည်းအသင်းရဲ့ဒီဝေဖန်လေးကံရေးသမားရဲ့ဖြစ်တဲ့ Legendary ရဲ့ပြောသက်တာကိုနားယောင်ပြီးတော့ free ဖြစ်ပြီးတော့ပဲလူဆုံးထုတ်ကန်တာလားဆိုတဲ့အပေါ်မှာကျွန်တော်သုံးသပ်ထားတာဖြစ်တယ်ဆိုတော့အဓိကကတော့ဗျာရူဝင်အမော်ရင်းအနေနဲ့ သူကိုယ်တိုင်ကအနိုင်ခံခြင်းလို့မို့လူဆောင်ထုတ်ကန်တာဆိုရင်ပြဿနာမရှိဘူး။ဒါပေမဲ့တခြားသူတွေရဲ့ဝေဖန်မှုတွေမှာမျောပြီးတော့အဲ့လိုမျိုးလှုပ်လာတယ်ဆိုရင်တော့သူ့အနေနဲ့လည်းပြန်ပြီးတော့သုံးသက်တင်တာမျိုးကိုကျွန်တော်ပြောထားတာ။ဆိုတော့ဒီနေ့မှာတော့ဒီဝန်ဟတဲ့ပွဲပြီးမှဆိုရင်ရူဘင်အာမိုလင်းပြောတော်တဲ့အကြောင်းအရာတွေရှိရယ်ပွဲပြီးပြောစကားတွေ။ဆိုတော့တော်တော်လေးနဲ့သဘောကျစရာကောင်းတဲ့အချက်တွေလည်းပါတယ်လို့ကျွန်တော်ကိုယ်တိုင်လည်းအဲ့ပေါ်မှာပြောချင်နေရရဲ့လက်ကြပြီဆိုတော့ကျွန်တော်ဒီနေ့မှာတော့ရူဘင်အာမော်ရင်ပြောတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုကျွန်တော်ညီကိုရင်းနဲ့တူတူဆွေးနွေးသုံးသပ်သွားခြင်းနဲ့ဆိုတော့ဒီမှာရူဘင်အာမော်ရင်အဓိကပြောသွားတာတော့ဝဟန်းနဲ့ရှုံွယ်ပြီးမှသူပြောထားတာက ကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းကဒီအသင်းကြီးအစဉ်တန်းတစ်ခုမှာရှိမနေတော့ဘူးကျွန်တော်တို့ယူနိုက်တက်ရဲ့ကာချာပျောက်ဆုံးသွားခဲ့ပြီအဓိကကတော့ကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းကပရီးမီးယားလိမှာအဆင်မပြေဘူးဆိုပေမဲ့ယူရီယူရီယံမှာကျတော့ဖိုင်နယ်ကိုရောက်နေတယ်ဟိုအဲ့လိုဖိုင်နယ်ကိုရောက်တယ်ဆိုတော့လည်းအသင်းရဲ့ကစားပုံကကောင်းလို့မဟုတ်ပဲနဲ့ယူရီယံမှာတော့ကျွန်တော်တို့အသင်းကရှုံးလို့မဖြစ်ဘူးနိုင်မရမယ်ဆိုတဲ့အာဂျင်စီ level တစ်ခုတော့ရှိနေသေးတယ်ဒါပေမဲ့သူပြောတော့လားအဲ့အာဂျင်စီ level လောက်နဲ့လည်းလာမယ့်နှစ်ကိုကျွန်တော်ရှေ့ဆက်လို့မရဘူးလာမယ့်နှစ်မှာဒီထက်ပိုပြီးတော့အင်အားကြီးမှပဲရမယ်ဆိုတော့သူ့အတွက်အိတ်က ြဿနာအရေးကြီးတဲ့အတွက်တကယ်လို့ဒီ UEM final မှာမရဘိုးမဆွဲခဲ့ဘူးဆိုရင်တော့မှသူ့အတွက်ပြဿနာမရှိဘူးသူ့အနေနဲ့ဒီအသင်းရဲ့ကာချာပြောက်သွားတဲ့ forget အသင်းရဲ့ဒီကာချာပြောက်သွားတဲ့ပြဿနာပေါ်မှာပဲအဓိက focus ထားတယ်။အသင်းအနေနဲ့လည်းလက်ရှိရှိနေတဲ့ agency level လောက်နဲ့လည်း lamine မှာ using ရမှာတော့ပြီးတော့ဘာမှလုပ်လို့မရဘူး။ဆိုတော့ तू ကတော့ဒီအသင်းအနေနဲ့ lamine မှာတပတ်ကိုတပွဲပဲကန်ပြီးတော့ဘလို့ရှင်ပြန်ရမယ်။ပြီးတော့ဘလို့နိုင်ပွဲတွေရယူရဲဆိုတာမျိုးကိုပြန်ပြီးတော့တင်ယူတင်တယ်ဆိုပြီး तू ကတော့ပြောသွားတယ်။ဆိုတော့ तू ပြောသွားတာလည်းမှန်ပါလေ။တကယ်လည်းကျွန်တော် Manchester United အသင်းရဲ့ကာချာပြောက်ဆုံးနေတာတတော်ကိုကြားခဲ့ပြီးကျွန်တော်အခုနောက်ပိုင်းနှစ်တင်ပါဆိုရင်ပြကျွန်တော်တို့ United အသင်းကဒီ David Lee Stanley မှာဆိုရင်အဆင့်1 2 8ဝင်ခဲ့တဲ့နှစ်တည်းက ဒါမစိုးလို့ပြောရတော့ဒီကျွန်တော်ရဲ့ကာချာပြောဆုံးသွားပြီဒါပေမဲ့ခက်တာအဲ့ဒါကိုကစားသမားတွေနဲ့ United fan တော်တော်များများအနားမလဲဘူးနားမလဲဘူးဆိုတော့လည်းကျွန်တော် Manchester United အသင်းကအဆိုးရွားဆုံးယာစီတွေတောင်မှဒီတက်နစ်ကိုဖလာတလုံးပုံမှန်ယူခဲ့ရကြောင်းနေပါတယ် ဒါကျွန်တော်ပြောချင်တာကဗျာဖလားရယူနိုင်တာမကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး။ဒါပေမဲ့အဲ့လိုနောက်ဆုံးမှာဖလားတစ်လုံး domestic cat တစ်လုံးယူပြီးသွားတဲ့အချိန်မှာကျွန်တော်တရားစီလုံးစဘာဖြစ်ခဲ့တဲ့မြအရာတွေအားလုံးမီးပြလိုက်ကြရတယ်။ကျွန်တော်တို့ရဲ့ဒီလက်ရှိရှိနေတဲ့အဆင့်အတန်းကိုလက်ရှိရှိနေတဲ့အဆင့်အတန်းလက်ရှိရှိနေတဲ့ culture ကိုကျွန်တော်တို့ကအဲ့ဖလားတစ်လုံးနဲ့ဖုံးကွယ်လိုက်ကြရတယ်။ဆိုတော့ဒါက United fan တော်တော်များများမှာရောပြီးတော့ဒီကစားသမားတွေမှာရောအဲ့အရှုကရှိနေတာ။ဆိုတော့အမှန်တိုင်းပြောရရင်ကျွန်တော်ကိုယ်တိုင်လည်းဒီမနေ့ကဝဟန်းနဲ့ပွဲကြည့်ပြီးသွားတဲ့အချိန်မှာအသင်းကိုယူရင်ဖလားမရသေးချင်တော့ အမှန်တော့ကျွန်တော်ဒီမနေ့ကဝဟန်းနဲ့ပွဲမတိုင်ခင်တည်းကိုကျွန်တော်အသင်းကိုယူရမှာစဘာကိုအနိုင်ရပြီးတော့ဘူဆွဲသိချင်တာမျိုးကြီးရှိရယ်။ဒါပေမဲ့မနေ့ကဝဟန်းနဲ့ပွဲပြီးသွားတဲ့အချိန်မှာတော့ကျွန်တော်အိုက်စစ်တွေလုံးဝပျောက်ကွယ်သွားတယ်။ဒါကြောင့်ကျွန်တော်အသင်းကိုယူရမှာဖလားရသိချင်တယ်ဆိုတော့လေဒီအောင်မြင်မှုမကြောက်တစ်ခုကိုတင်နိုင်ဖို့ဆိုတာတက်လက်ရှိဗန်နာရေးအခြေအနေအရကျွန်တော်တို့ကဖလားရရဖလားရခဲ့ရင်ပြီးတော့ယူစီယံဝင်ခွင့်ရခဲ့ရင်အပူစုကြီးတွေရတဲ့အတွက်လာမယ့်နှစ်မှာလူခေါ်ရတွေဘာတွေကောင်းကောင်းလုပ်နိုင် လုံနိုင်ပါပဲဆိုပြီးတော့ပဲကျွန်တော်ဖလားရစီစဉ်တာဒါပေမဲ့လက်ရှိခြေဆွမ်းမျိုးနဲ့လက်ရှိပုံစံတွေကတော့ကျွန်တော်ဖလားရတော့လေလာမယ့်နှစ်မှာဒီပုံစံဆက်ဖြစ်နေဦးမှာပဲဆိုတော့ဒီပုံစံတွေလည်းတကယ် UCN ဘာမှတော့လို့မရဘူးဆိုတော့ကျွန်တော်ကတော့မရစီစဉ်တော့ဘူးဆိုတော့ဒီနေရာမှာတော့ကျွန်တော်နဲ့အမြင်မတူပါဘူးဆိုတော့ရှိနိုင်တယ်ဒါပေမဲ့ကျွန်တော်ထင်တယ် United တချို့ဖန်တွေလည်းအသင်းကိုဖလားရစီစဉ်တာအသင်းရဲ့အောင်မြင်မှုဆိုတာတည်းဒီဘန်ဒါကြီးအခြေအနေရအဆင်ပြေအောင်ပဲရစီစဉ်တယ်ထင်တယ်ပြီးတော့ကျွန်တော်ဒီ UCN ဝင်ခွင့်ရခဲ့တယ်ဆိုရင်လည်း Proven Robot ပြပြီးလည်းကစားသမားတွေကိုလည်းခေါ်လို့ရနိုင်တယ်ဆိုတာမျိုးကြောင့်မလို့ဖလားရစီစဉ်တယ်လို့ပဲကျွန်တော် ထင်တယ်ဒါပေမဲ့ကျွန်တော်တစ်ဖက်ကနေတွေးကြည့်ရင်ပြကျွန်တော်တစ်ခါလေးကြောက်တွေးမိရယ်ကျွန်တော်ကျွန်တော်တို့က United fan တွေပြဆိုတော့ဘန်နာကြီးအခြေအနေတွေကို live ပြီးအလောက်ကြီးဒီခံစားရလူမယ်လို့တော့ကျွန်တော်မထင်ဘူးပြ we are not accounted we are just united fan ဆိုတော့ကျွန်တော်တို့ ဒီဖန်သာကြီးမပြေလျာတွေပြေလျာတွေကအဲ့အထက်ကလူတွေရဲ့စောင်းချောင်းများသူတို့ဒီ management တင်းရနေပြီးတော့ဒီနေရာမပြေလဲဆိုတခြားဘက်ကနေပြေလျအောင်လုပ်ပြီးတော့လူခေါ်ရမှာဆိုကျွန်တော်တို့ဖန်နေရတော့အသိကြောင်းနေတဲ့အချိန်မှာအသိကိုပို့ပြီးတော့အထက်ကိုရောက်စေခြင်းနဲ့လူခေါ်တဲ့လူကိုခေါ်ပြီးတော့အသိကိုတစ်ဆင့်ပြန်ပြီးတော့ပြင်ဆင်ခြင်းလာတာကျွန်တော်တို့ဖန်တွေပဲဆိုတော့တခါလေးမှကျွန်တော်ဒီဖန်သာကြီးအကြောင်းတွေကိုလိုက်ပြီးတော့တွေးနေကြမလို့လို့ပဲကျွန်တော်တို့မြင်တယ်ပြီးတော့ ဒီ United ကစားသမားတွေရဲ့ပြဿနာရှိသေးတယ်။ United ကစားသမားတွေမှာမနစ်ကလည်းဒီ FA Plus ရပြီတဲ့အချိန်မှာဒီ Kobe Minu ပါဝင်ကစားသမားတော်တော်များများပြောကြတယ်။ကျွန်တော်တို့အသင်းကဒီ FA Plus ရခဲ့တာတောင်မှဒီ ရီမြလေးမှာဒါဆိုးရွားမှုရက်တိမှုဆိုးရွားခဲ့ဆိုတော့တော့ကျွန်တော်မေ့ထားလို့မရဘူးလို့ပြောရဲ။ဒါပေမဲ့ဒီရာသီမှာဆိုရင်မနစ်ကရာသီလက်တောင်ပိုဆိုးရွားတဲ့အချင်းတွေကိုရောက်ခဲ့တယ်။ဆိုတော့ဒီရာသီမှာဆိုရင်လည်းဒါညီပြပေါင်းကြီးကစားသမားတွေကပြောနေကြတယ်။ဒါပေမဲ့ဒီကစားသမားတွေက UCL ဝင်ခွင့်သာရတော့ကြည် United ကအသေးကြီးတစ်ဆင့်အနေနဲ့ရှိနေတော့မယ်လို့သူတို့ထင်နေမှာသူတို့ဒီလက်ရှိရှိနေတဲ့ level ကိုသူတို့မေ့သွားမှာ။အဓိကကတော့ကျွန်တော်ကသမိုင်းကြောင်းအချင်းလာရအသေးကြီးတော့မှန်တယ်။ဒါပေမဲ့လက်ရှိအချင်းတွေကဆိုရင်တော့ အဲ့ဒီ level မှာရှိမနေတော့ဘူးကစားသမားတွေနားလည်ဖို့ရလို့ရတယ်ဆိုတော့လာမယ့်နေ့မှာဘာဥရောပပြိုင်ပွဲဝင်ဝင်မှာမရပဲနဲ့ပရီးမီးယားလိပဲတပတ်ကိုတပွဲပဲခံရမှာပဲဒီကောင်းနေဒီချင်းတွေကိုနားလည်မယ်လို့ပဲကျွန်တော်တော့မြင်တယ်ဆိုတော့အမွန်ရင်းပြောတော့လည်းမမပါဘူး तू ကခု तू ပြောတော့တဲ့ပုံစံကိုကြည့်ရင်ပြီးခဲ့တဲ့ဘွားဟန်တဲ့ပွဲမှာလူစုံထုတ်ကန်တာ legendary တွေဝေဖန်လို့ဆိုတာတဲ့ သူကိုယ်တိုင်ကနိုင်စေခြင်းလို့လို့ပဲကျွန်တော်ကတော့မြင်တယ်အဓိကအမှန်တော့အဲ့လိုပဲဖြစ်နေတာပါကျွန်တော်ဒီယာနေအချိန်တွေရတာကျွန်တော်တို့ပြင်းများနေမှာရှုံးနေဘာမှမဖြစ်ဘူးနားလည်းပေးရဆိုတာတွေကကျွန်တော်ဖြည့်တွေ့ပေးနေရပြတကယ်တမ်းကျွန်တော် United ရဲ့အစင်တိုင်းအဲ့လိုမဟုတ်ဘူးခုဒီပါဘူးလို့ပုံစံကိုချစ်ကြည့်ပြသူတို့ဖလားရပြီးသွားတယ်သူ Chelsea နဲ့ပွဲတယ်သူတို့ဂျုံးတာပဲ အိုင်းနဲ့ပွဲလေသူတို့ဂျုံလာပဲခြေသီးနဲ့ပွဲရှုံးလာရှုံးလာသူတို့ခြေထားအရာမညံ့ခဲ့သူတို့အပြန်လည်ဂျုံလာသူတို့အိုင်းနဲ့ပွဲမှာလေသူတို့တည်ရကြတယ်ဦးဆောင်မှုတွေရပြီးတော့သူတို့အသင်းရဗျာအများနဲ့အဲ့လိုပုံစံမျိုးမှာအရှိနေရမှာကျွန်တော်အသင်းအတွက်ကဟိုဘယ်ပွဲရအရေးကြီးရဘယ်ပွဲရအရေးမကြီးဆိုတာတဲ့ပွဲတိုင်းကနိုင်နေရတဲ့ပုံစံမျိုးကာချာရှိနေရမှာအရင်တော့ကျွန်တော်ရှိခဲ့တဲ့ကာချာအဲ့ရပဲလက်ရှိချိန်မှာတော့ဒီရာပြောင်းဆုံးသွားတယ် ဆိုတော့ရူဘင်အာမုံလင်းပြောတော့ကျွန်တော်ကောင်းကောင်းကြီးနားတယ်သူယူရီယန်ဖလာကိုမရတယ်သူယူမဆိုင်ဘူးသူယူဆိုင်တာလက်ရှိကာရှာပြောင်းဆုံးတော့တာပဲအဓိကသူကိုယ်တိုင်လည်းအခုချိန်မှာဆိုရင်အတင်းရဲ့ပုံစံကိုကြည့်ပြီးတော့သူကိုယ်တိုင်လည်းဒါမရသေးချင်တော့တဲ့အထက်မှာပါတယ်ဥဥမာထားရတယ်ကျွန်တော်တို့ကရားခဲ့တယ်ဆိုရင်အောင်မြင်မှုတစ်ခုနေတော့မှတ်ချက်တင်လို့ရတယ်ဒါပေမဲ့ဒီကောင်လေးရဲ့ mindset ကိုချိန်ပြရတော့ဖြစ်တယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းလက်ရှိချိန်မှာတော့အတင်းကိုဒီဥရောပပြိုင်ပွဲတွေဘာတွေမရသေးချင်တော့ပြီးတော့ ဥရောပပြိုင်ပွဲမရလို့မို့ကစားသမားတွေခေါ်ရခတ်တယ်ဆိုရင်လည်းအဲ့လိုကစားသမားတွေကိုလည်းမလာစေချင်ဘူးပြည်။ကစားသမားတယောက်ကဒီ UCN ကစားခွင့်ရဖို့ United ကိုလာတယ်ဆိုတော့ United အတွက်ကစားပေးခြင်းလို့လာတာမျိုးပဲဖြစ်တင်တယ်ဆိုတော့အဲ့ချိန်မှာ ဒီအဲ့လိုကစားသမားတွေမရခဲ့ဘူးဆိုရင်လည်းရတဲ့ကစားသမားနဲ့အကောင်းဆုံး winning mentality တစ်ခုနဲ့ winning ability တစ်ခုကိုပြန်ပြီးတော့တည်ဆောက်ဖို့ရလို့ရတယ်။တပတ်တပွဲကိုပဲကောင်းကောင်းကစားပြီးတော့ကျွန်တော်တို့အတင်းကဒီတစ်ဆင့်နေနေတာဆိုတော့လက်ခံပြီးမှပြန်ပြီးတော့ကြိုးစားမှရလိမ့်မယ်။အခုကကျွန်တော်တို့ကကြိုးတော့ကြိုးစားနေတယ်ဗျာ။ဒါပေမဲ့အတင်းကတစ်ဆင့်နေနေတယ်ဆိုတော့ကစားသမားတွေရော fan တွေရောတချို့ fan တွေရောနားမလဲကြအောင်။အဓိကတော့အဆုံးသတ်မှာတော့ကျွန်တော်တို့ကဖလားတစ်လုံးရသွားတယ်ဆိုတာနဲ့ပဲတရားစီတော့ server ပြေကတဲ့မြောက်ကိုပြေးပြေးလိုက်ကြတာအဲ့အကြီးကတော်တော်ဆိုးတယ်။ဆိုတော့ကျွန်တော်ကတော့ UEM ကိုလည်းမရသေးချင်တော့ဘူး။ကျွန်တော်ပြောချင် ာပြဒီဖလားတစ်လုံးရနေတဲ့ပြဿနာတစ်နှစ်ကိုဖလားတစ်လုံးပုံမှန်ရနေတာကျွန်တော်အစ်တို့တကယ်ကိုကောင်းတယ်ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်ရင်လည်းအဲ့တစ်နှစ်တစ်နှစ်တစ်လုံးညာဒီ domestic cat တွေရနေတာကျွန်တော်တို့အတွက်ပြဿနာဖြစ်နေတယ်လို့ပဲကျွန်တော်တော့မြင်တယ်ဆိုတော့အမုံရင်းပြောတော်တာကိုကျွန်တော်တော့ထောက်ခံတယ်ဆိုတော့တစ်ခုကောင်းတာက ်နေပြကိုယ်တိုင်ကဒီเจ้าရာကိုကောင်းကောင်းသိနေတဲ့အတွက်အစဉ်ပြေလို့ပဲကျွန်တော်မြင်တယ်တိုးတက်လာအောင်လို့လည်းကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့အဲ့ဒီတန်ဟကတော့အဲ့ဒီတန်ဟတော့အချင်းတွေကိုကြည့်မယ်ဆိုရင် तू ကထွက်သွားထွက်သွားရတာဗျာအတင်း struggle ဖြစ်သွားတဲ့ပုံစံတွေကိုတခုမှမပွားအောင်မလုပ်ဘူး तू အနေနဲ့တနစ်ကိုဖလားတလုံးတော့ယူနိုင်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးပဲ तू ကပြောသွားတာဆိုတော့အဓိကကျွန်တော်သိတာမှာဒီ UE ရဲ့ plan ရခဲ့ရဆိုရင်တော့မှဒီယာဒီမှာအဆင့်16ဒါမှမဟုတ်16နဲ့တင်းခဲ့တယ်ဆိုတာမျိုးကျွန်တော်တို့မေ့ထားလို့မညာဘူးဆိုတော့ကျွန်တော်တို့အတွက်ဒါအရေးကြီးတယ်အရေးကြီးတဲ့အတွက်ကျွန်တော်ကတော့ဒီဖလားရသွားရင်ဒီကစားမရရဲ့ mind င်းဆက်ကဒီလိုအနေအထားမျိုးမှာပဲရှိနေဦးမယ်ဆိုတော့မန္တလေးမှာဒီဘလောက်ကိုမရသေးချင်တော့သူ့ဘန်နာရေးခက်ခဲတွေပါရီကသူတို့အထက်ကောင်တွေတို့လိမ့်မယ်ဒီကောင်တွေဒါကိုဖြည့်ရှင်းဖို့ဒီဟာတွေဟန်တယ်လို့ဟိုဒီကောင်တွေကိုလာတာပြီးပြီးတော့ခန့်တာဒီကောင်တွေတခြားတနည်းနဲ့ဖန်လိမ့်မယ်ဆိုတော့ကျွန်တော်ကတော့ဒီပုံစံတိုင်းပဲဖြစ်သေးချင်တယ်ဆိုတော့ဒီကိုရီးယားဘယ်လိုမြင်လဲဒီလက်ရှိ United တနည်းတစ်ခါတလုံးရနေတာကိုတကယ်ရောစစ်မှန်တဲ့အောင်မြင်မှုတစ်ခုလို့ဘယ်လိုသားလို့ထင်လား တကယ်ပဲဟိုအဲ့အောင်မြင်မှုကကျွန်တော်တို့ဒီယာလီတရာလီလုံးမှာစဖာပြေကသမျှကိုဖာသိနိုင်တယ်လို့ရောဗလာသားတို့ထင်လားဆိုတော့ဗလာသားတို့ရဲ့အမြင်တွေကိုလည်းကျွန်တော်ရဲ့ဒီ comment section မှာဝင်ရောက်ဆင်းနေသုံးသပ်ပေးသွားပါဦးဒါကတော့ဗျာဒီ Ruben Amorim အနေနဲ့လက်ရှိချိန်မှာအသင်းရဲ့ ပြောင်းဆုံးနေတဲ့ဒီ real ပြောင်းဆုံးနေတဲ့ reality ကိုမြင်အောင်ကြည့်ပြီးတော့သူအဲ့ပေါ်မှာ focus လုပ်နေတာကိုကျွန်တော်ကျွန်တော်ရဲ့အမြင်အရဆွေးနွေးထားဖြစ်တယ်ကျွန်တော်တော်တော်လေးလည်းသဘောကျပါတယ်ဆိုတော့ညီကိုရဲ့အမြင်ကိုလည်းကျွန်တော်အဲ့ဒီဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube Channel လေးကိုကြိုင်နေသက်တယ်ဆိုရင် like and subscribe လေးနဲ့အားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်